မင်္ဂလာပါဗျကျွန်တော်ရဲ့ WPA ဆက်ဆက် ID Technology ဆိုတဲ့နီးပညာ channel ရဲ့နေပြီးတော့မိတ်ဆွေများအားလုံးကိုကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ကျွန်တော်ပြန်လည်ပြီးမျှဝေပေးသွားမယ်အကြောင်းအရာလေးကတော့ကိုရေးထားတဲ့စာကို AI ကိုဖတ်ခိုင်းပြီးတော့အတန်ဖိုင်းပြန်လည်ထုတ်ယူအသုံးပြုလို့ရတဲ့နီးလမ်းလေးကိုပြန်လည်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျဒီနီးလမ်းကဆိုရင်တော့မိတ်ဆွေများအားလုံးအတွက်အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ဗျ ဒီ website ကဆိုရင်သုံးရတာရန်နမလည်းအဆင်ပြေပါတယ်ဗျာပြီးပြီဆိုရင် ကိုကြိုက်တလောက်အသုံးပြုလို့ရတဲ့နေလန်းလေးလည်းဖြစ်ပါတယ်ဗျာကျွန်တော်တို့တရားခိုင်တော့ free အသုံးပြုလို့ရပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖုန်းထဲမှာပါတဲ့ခရုံးဖြစ်ဖြစ်ပြီးပြီဆိုရင်ခရုံးမှာပါတဲ့မိတ်ဆွေများအားလုံးအတွက်လည်းကိုယ့်ရဲ့ browser ပေါ့နော် browser software တွေကိုကျွန်တော်တို့ဝင်ပေးရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ chrome software ကိုအသုံးပြုပြီးတော့ ပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာ Chrome software တွေကိုရောက်ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ဒီအပေါ်ဆုံးဆိုင်ရက်တဲ့ button လေးမှာပေါ့နော်ဒီဆိုင်ရက်တဲ့ button လေးမှာ SPE CAHMA ဆိုပြီးတော့ရိုက်ချပြရမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ရိုက်ချပြတာဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာဆိုရင်ဒီလိုမျိုးပေါ်လာလိမ့်မယ်ဗျာဒီလိုမျိုးရိုက်ချပြရမှာပဲဖြစ်ပါတယ်ဗျာ ါဆိုရင်ကျွန်တော်တို့အဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အနေနဲ့အခုလိုမျိုးကျွန်တော် website တွေအများကြီးပဲကြာလာမှာပဲဖြစ်ပါလေကကျွန်တော်ကတော့အတုံးပြုပြီးတာဖြစ်တဲ့အတွက်ကျွန်တော်အတုံးပြုမဲ့ website ကဆိုရင်အပေါ်ဆုံးမှာရောက်ရှိနေမှာပဲဖြစ်ပါလေဗျမိတ်ဆွေတွေရဲ့ဖုန်းထဲမှာဆိုရင်အပေါ်ဆုံးမှာရောက်ရှိမနေဘူးဆိုတော့လေကျွန်တော်ဒီလိုမျိုးအပေါ်ကို live chat အောက်ကိုဆွဲပြီးတော့ကျွန်တော်ရှာပေးရမှာပဲဖြစ်ပါတယ်ဗျအဲ့ဒီအထက်မှမှပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးဒီပုံစံနဲ့ကျွန်တော်တို့ website ကိုကျွန်တော်တို့ ရွေးချယ်အသုံးပြုပေးဖို့လိုအပ်ပါရဲ့နော်ဒီပုံစံလေးပေါ့နော်ဒီ website ပုံစံလေးကိုကျွန်တော်တို့ရှာဖွေပြီးတော့အသုံးပြုပေးရမှာဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်တို့အဲ့ဒီဟာကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်ကိုပြောကျင်နေပေါ့နော်ကိုပြောကျင်တဲ့ဇာတ်တွေကိုဒီနေရာမှာစာရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျာ ။စာရိုက်ထည့်ပြီးတဲ့အခါမှာဆိုရင်လည်းစာလုံးပေါင်း2000ထိအောင်ကျွန်တော်တို့ရိုက်ထည့်ရိုက်ထည့်ပေးလို့ရပါတယ်ဗျ။ဒါဆိုရင်ကျွန်တော်အနေနဲ့ပထမအုပ်ဆုံးပေါ့နော်နမူနာရိုက်ထည့်ပေးလိုက်မယ်ဗျာ ဒီနေရာမှာဆိုရင်ဒီလိုမျိုးအကွက်လေးတွေချနိုင်မှာဆိုရင်ကျွန်တော်အဲ့အကွက်လေးကြားထဲမှာကျွန်တော်တို့တစ်ခုခုပေါ့နော်ကျွန်တော်တို့တစ်ခုခုစားတန်းလေးကျွန်တော်တို့ခံပေးရမှာဖြစ်ပါတယ်ဗျာဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့အတန်ဖိုင်ပြန်ပြီးတော့စစ်ထုတ်တဲ့အခါမှာအတန်ပြတ်တော့မှုတွေရှိတတ်တယ်နော်ဒါဆိုရင်ပြီးပြီဆိုရင်စတိုင်လေးထည့်ပြီးတွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒါကိုကကျတော့ဘေဘာရာစကားကိုအတုံးပြပြီးတော့ ဘာသာတကာရွေးချယ်ပေးရမှာပဲဖြစ်ပါရဲ့ဗျဘာသာတကာရွေးချယ်ဖို့ရန်အတွက်ဆိုရင်ကျွန်တော်တို့အပေါ်နည်းနည်းလေးဆွတ်တင်လိုက်မယ်ဆွတ်တင်လိုက်မယ်ဆိုရင်တော့ဒီမှာဆိုရင် all language ဆိုတဲ့ကျွန်တော်စာတန်းလေးကိုတွေးရှိရမှာပဲဖြစ်ပါရဲ့ဗျအဲ့ all language ဆိုတဲ့နေရာလေးမှာပြီးပြီဆိုရင်ကျွန်တော်ဒီနေရာလေးမှာကျွန်တော်တို့နှိပ်ပြီးလိုက်မယ်ဆိုရင်ဘာသာစကားပေါင်းနောက်များစွာပေါ်လာမှာပဲဖြစ်ပါရဲ့ဗျ ဘာသာစကားတွေပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ကိုကကျတော့ဘယ်ဘာသာစကားကိုအတုံးပြုမလဲဆိုရင်ကျွန်တော်ကတော့မြန်မာဘာသာစကားကိုအတုံးပြုမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်ကိုနည်းနည်းလေးဆွတ်တင်လိုက်မယ်ဆွတ်တင်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့နေဒီမှာဆိုရင် B U R M E S A ဘာမစ်ဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့တွေ့ရှိရမှာပဲဖြစ်ပါတယ်ဗျာဒါဆိုရင်အိုက်ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုရင်ဒီနေရာမှာဘာမစ်ဆိုတဲ့ စာတန်းလေးပေါ်လာမှာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်လည်းကျွန်တော်အနေနဲ့တူအားဆိုရင်မင်္ဂလေးအတန်နဲ့ယောက်ျားလေးအတန်ဆိုပြီးတော့တီဟာနဲ့နီလာဆိုပြီးတော့ကျွန်တော်တို့အတန်နှမျိုးခွဲပေးထားပါတယ်ဗျဒါကတော့အောက်မှာဆိုရင်တော့ယောက်ျားလေးအတန်ဖြစ်ပါတယ်အပေါ်မှာဆိုရင်တော့မင်္ဂလေးအတန်ပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်ကျွန်တော်အနေနဲ့ကိုယ်ကမြန်မာဘာသာစကားကိုအတန်ထွက်ထပ်ပြီးပြတာနဲ့လိုချင်တယ်ဆိုတော့ဒီကျွန်တော်တို့ all ခရစ်တိုင်းဆိုတော့ကျွန်တော်စာတန်းလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါလေဗျ။အဲ့စာတန်းလေးရဲ့ဒီညာဘက်တောင်းနေမှာပေါ့နော်။အဲ့ကောင်လေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်တာနဲ့ဒီမှာဆိုရင်စာတန်းလေးပေါ်လာမှာပဲဖြစ်ပါလေဗျ။အဲ့ဒီအထက်မှာမှာကိုကမြန်မာဘာသာကိုအတုံးပြုမှာ ဖြစ်တဲ့အတွက်မြန်မာအတန်တော်ကိုပေါ့နော်ပီပီတာတာလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့မြန်မာစာတန်းလေးမြန်မာဆိုတဲ့စာတန်းလေးကိုလိုက်ရှာပေးရမှာဖြစ်ပါလေဗျ။ ဒီမှာဆိုရင်မြန်မာဆိုတဲ့စာတန်းလေးကိုကျွန်တော်တို့တွေးရှိပြီးပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကိုကကျတော့ယောက်ျားလေးအတန်ကိုယူမလားမိန်းကလေးအတန်ကိုယူမလားသူကမေးထားပါတယ်ဒါဆိုရင်ကျွန်တော်ကကျတော့ယောက်ျားလေးအတန်ကိုယူမယ်ဆိုရင်ကျွန်တော်ဒီလိုလေးတစ်ချက်ထောက်ပေးလိုက်ပါထောက်ပေးလိုက်မယ်ဆိုရင်ဒီလိုမျိုးအမဲအောင်လေးပြောင်းသွားမှာပဲဖြစ်ပါတယ်ဗျာကိုကတော့မိန်းကလေးအတန်ကိုယူမယ်ဆိုတော့အပေါ်ကစာတန်းလေးကိုထောက်ပေးလိုက်ပါဒါဆိုရင်အမဲအောင်လေးဖြစ်သွားမယ်ဆိုရင်ကျွန်တော်ရပါပြီဗျာဒါဆိုရင် ီးပြီဆိုရင်ကျွန်တော်တို့အကုန်လုံးရွေးချယ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာဒီနေရာမှာပေါ့နော်ကျွန်တော်တို့အတန်နေထားကိုကျွန်တော်တို့အတန်နိုင်မြင့်ချိန်လို့လည်းရပါလိမ့်တယ်ဗျအတန်နိုင်မြင့်ချိန်တဲ့အခါမှာဆိုရင်ကိုကကြတော့ကိုလိုချင်တဲ့အတန်ကိုမရောမချင်းချိန်မှာချိန်မယ်ဆိုရင်ကျွန်တော်တို့ဒီအောက်ကလေတော့အကွက်လေးမှာအမှန်ကြလေးချစ်ထားဖို့ရလိုအပ်ပါတယ်ဗျပြီးပြီဆိုရင်ဒီမှာဆိုရင်ဒါကတော့ကျွန်တော်တို့ ကိုကိုအုံပြုကျင်တဲ့အတန်အနေထားကိုပေါ့နော်ကျွန်တော်တို့ရွှေပြောင်းလို့ရတဲ့တိုးတွေပဲဖြစ်ပါလေဗျာအဲဒီကောင်းလေးတွေကိုကျွန်တော်တို့ကိုကြိုက်ရတော့ဒီဘက်ကိုလုံးမဲ့တော့ကျွန်တော်တို့ဒါအတန်ကိုညှင်ပေးမယ်ညှင်ပေးမှာပေါ့နော်ဒါတော့အတန်စကားပြောပေါ့နော်စပီဖြစ်ပါလေဗျာဒီမှာတော့ဗိုလ်လူကဆိုရင်ကျွန်တော်တို့တရားရခိုင်လုံးမဲ့ထားလိုက်မယ်နော် ပြီးပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့အကုန်လုံးအတန်တွေပါလေချိန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော်တူပေးထားတဲ့ကနန်း၅လုံးပေါ့နော်ခုနှစ်ဘက်၅လုံးကိုကျွန်တော်တို့ဒီဘက်မှာရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျာအကုန်လုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အနေနဲ့အတန်ဖန်ပြန်လဲပြီးတော့ထုတ်ယူအတုံးပြူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာဆိုရင်မိုက်ပုံစံလေးပေါ့နော်ကနာဒါအော်ဒီယိုဆိုတော့ကျွန်တော်တို့ ဇာတ်လမ်းလေးကိုနှိပ်ပေးလိုက်မှနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျအဲဒီမှာဆိုရင်ကုတ်ကကျတော့နည်းနည်းလေးတူပြီးထက်ကကြာတော့တာဖြစ်တဲ့အတွက်ဒီရှေ့ကပြောင်းသွားတဲ့ကဏ္ဍကုတ်နံပါတ်ကဏ္ဍကိုကျွန်တော်တို့ဒီနောက်ကထားထဲမှာပြန်လဲပြီးရောရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျပြီးပြီဆိုရင်အတန်ဖန်ကိုထုတ်လို့မယ်ဆိုရင်ကျွန်တော်တို့အစောလေးက audio ဆိုတဲ့ခြံလေးကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဗျာ ါဆိုရင်သူကကျတော့ကိုရေးထားတဲ့စာကိုအတန်ဖန်အဖြစ်ထုတ်ယူပေးနေပြီပဲဖြစ်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်မယ်ပေါ့နော်မလာပါဗျာကျွန်တော်ရဲ့ success technology ဒီပညာ channel လေးကနေကြိုဆိုပါရယ်ဒါဆိုရင်ကိုကဒီပုံစံအတန်ကိုပေါ့နော်မကြိုက်သေးဘူးပြန်ပြီးတော့အတန်အနေဟောက်ပြန်လဲပြီးတော့ပြင်ဆင်အသုံးပြုခြင်းလဲဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင် voice selection ဆိုတဲ့စာတန်းလေးကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်ဗျာအပေါ်ဆုံးကပေါ့နော် ပြီးပြီဆိုရင်တော့ကျွန်တော်တို့အတန်နှင်းညို့ကိုပြောင်းမှဖြစ်တဲ့အတွက်ဒီမှာဆိုရင်ဒီကောင်ကိုတိတိလောက်ပဲထားမယ်ပေါ့နော်ဒါတော့မိတ်ဆွေတို့အနေနဲ့ကိုလိုချင်လို့ပေါ့နော်အတန်နှမြင့်ကိုချိန်ယူပြီးတော့အသုံးပြုပြုလို့ရတာဖြစ်တဲ့အတွက်အရန်နှမလည်းအဆင်ပြေမှာပဲဖြစ်ပါတယ်ဗျာ။ ပြီးပြီဆိုရင်ကျွန်တော်တို့အနေနဲ့ပြန်လဲပြီးတော့အတန်ဖန်ကိုပြန်လဲပြီးတော့ထုတ်ယူတုံးပြီးမှဖြစ်တဲ့အတွက် တူပေးထားတဲ့ကဏ္ဍငါးလုံးကိုကျွန်တော်တို့ကုနာဘက်ငါးလုံးကိုကျွန်တော်တို့ပြန်လဲပြီးတော့ဒီဒီဘက်မှာပေါ့နော်လိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဗျာဒါကဆိုရင်တော့ကျွန်တော်တို့အခမဲ့ပေါ့နော် free ကိုကြိုက်တဲ့လောက်ပေါ့နော်ဒါအတန်ဖန်ကိုထုတ်ယူအတုံးပြုလို့ရတာဖြစ်တဲ့အတွက်မိသစ်များအားလုံးအတွက်လည်းအဆင်ပြေမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဗျာ ပါဗျာကျွန်တော်ရဲ့ success technology ဒီပညာ channel လေးကနေကြိုဆိုပါတယ်ဒါကတော့ကျွန်တော်အတုံးပြူထားတယ်ကျွန်တော်တို့ဆန်းထားတဲ့အဝါလေးတွေပေါ့နော်အတန်ဖိုင်လေးတွေပဲဖြစ်ပါတယ်ဗျရွှေတမင်နဲ့တောကြီးလူငယ်အလွန်ရှိကြသောအခါကတောင်တမန်အင်းအနီးရှိတောရွာငယ်တစ်ခုတွင် မောင်ရွှေဝဲအမိရှိတတိကူသမားတောကြီးလူငယ်တအူးနေထိုင်ပြီး သူသည်တောတောင်တဘာဝကို ချစ်မြတ်လိုပြီးတရဝများကိုတနာကျင်လာတဲ့သူဖြစ်သည်နေ့အဖြစ်ပြက်တနေ့တွင်မောင်ရွှေဝသည်တောအုပ်ထဲသို့တတိရှာထွက်ရာမှဒံရရသောရွှေရောင်တမင်မလေးတကောင်ကိုတွေ့ရှိသည်တမင်မလေးကိုအိမ်သို့ပြန်ပို့ကာအနာကုတပေးပြီးပြန်လွှတ်ပေးလိုက်သည်ညအချိန်၌မောင်ရွှေဝအိမ်မက်ထဲတွင်တမင်မလေးသည်နတ်သမီးတစ်ပါးဖြစ်ကြောင်းသူ့ကျေးဇူးကိုဆက်မိဟုဖွင့်ဟပြောသည်33 နောက်နေ့နဲ့တွင်မောင်ရွှေဝအိမ်ပြင်ပတ်တွင်ရွှေတတိများနှင့်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီအတိုင်ပံကိုထုတ်ယူအောင်ပြုမယ်ဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင် download လာဆိုတဲ့ကျွန်တော်တို့ download ဆိုတဲ့စာတန်းလေးကိုနှိပ်ပြီးတော့ထုတ်ယူအောင်ပြုလို့ရပါပြီပဲဖြစ်ပါတယ်ဗျာဒါဆိုရင်မိတ်ဆွေများအားလုံးလည်းအဆင်ပြေကြပါစေဗျာမိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းနေတဲ့ကျွန်တော်ရဲ့ WPA ဆက်ဆက် IT Technology ဆိုတဲ့နီးပညာ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်အနေနဲ့မျှတရက်ခိုင်းရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ။ဒါဆိုရင်အားလုံးပဲမင်္ဂလာပါနော်။